ထမင်းစားရမှာကိုကြောင်းလန့်နေတာကြောင့်အသက်6နှစ်အရွယ်ထိထမင်းမစားဘဲမုတ်ဘဲတရေစားကိုသာမိခိုနေရတဲ့ကိုရင်လိန်ပရိသတ်များလုံးမဲ့မိကလာပါမာရပန် page ကနေကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံပါဝင်အာရှနိုင်ငံတချို့ကထမင်းကိုအဓိကအဟာရတစ်ခုအနေနဲ့မျှဝေတက်ကြတာပုံမှန်ဖြစ်ပြီးအထူးသဖြင့်မြန်မာနိုင်ငံမှာဆိုရင်တော့ထမင်းကိုနှင်းနှင်းချက်ချက်စားသုံးလို့ရှိတာပေါ့ကလေးဘဝထမင်းစားသုံးလို့ရတဲ့အသက်အရွယ်ကစပြီးမိဘတွေကလည်းကလေးတွေကိုထမင်းစားသုံးတောင်းလေ့ကျင့်ပေးကြပါတယ် ဒါကသဘာဝတစ်ခုလို့ဖြစ်နေပေမဲ့တခါတရံမှာသဘာဝနဲ့ဖီဆန်နေတာတွေရှိနေတတ်တာပေါ့မိဘတွေထမင်းကြွေတိုင်းကလေးတွေကမငင်းဆမ်းမဲ့စားသုံးချက်ပေမဲ့ဒီကလေးငယ်တယောက်ကတော့ထမင်းစားရမှာကောအကြောက်ကန်ကန်ငင်းကရှောင်ရှားနေတတ်တာဖြစ်ပါတယ်အဆိုပါကလေးလေးကမွေးကင်းစားကလေးကအခုချိန်အသက်6နှစ်အရွယ်ထိထမင်းမစားတာဖြစ်ပြီးထမင်းကိုမြင်တာနဲ့တရေတပတ်မကောင်းဆိုးဝါးမြင်တယ်လို့အကြောက်ကန်ကန်ငင်းဆိုနေတာပေါ့ဒါကြောင့်ကလေးရဲ့မိဘတွေကကလေးကိုထမင်းအစားထိုးအနေနဲ့မုတ်ဘဲတရေစားတွေနဲ့ခောက်ဆွဲချောက်တွေကိုသာကျွေးမွေးခဲ့ရတာဖြစ်ပါတယ် ်ဒီလိုကျွေးမွေးရတာကကလေးမိဘတွေရဲ့အတွက်တော့အလုပ်ပိုစေသလိုငွေကုန်ကြေးကျလည်းများနေစေခဲ့တာပါအခုခေတ်အချိန်ကြီးရဆဆရရဈေးတက်နေသလိုကလေးရဲ့မိဘတွေကလည်းစီပင်ကဝန်ထမ်းတွေဖြစ်တာကြောင့်ငွေကြေးအခက်အခဲဖြစ်နေရတာဖြစ်ပါတယ်စီပင်ဝန်ထမ်းရဲ့ဝန်တန်းလာစားနဲ့တားဖြစ်သူကမုတ်ပဲတရေစာကျွေးမွေးရတာကမလောက်ငှလာပါဘူးထမင်းလုံးဝမစားတဲ့အတွက်မိဘတွေကတနေ့ကိုမုတ်ဖိုးတစ်တောင်းလောက်အနည်းဆုံးထားပြီးကျွေးမွေးရတာပါကလေးရဲ့မုတ်ဖိုးစရိတ်တင်တနေ့တတောင်ကုန်ကြနေပြီးအခြားသောစရိတ်စကားတွေလည်းရှိသေးတာကြောင့်မိဘတွေအတွက် တွက်အခက်တွေ့နေရတာဖြစ်ပါတယ်။ဒါအပြင်မိဘတွေမှာအရင်6နှစ်အရွယ်သားလေးတယောက်တင်ရှိတာမဟုတ်ဘဲသားငယ်လေးတယောက်လည်းရှိသေးတာဖြစ်ပါတယ်။ညီအကိုနှစ်ယောက်စာမလို့ဇယိတ်ကမလွယ်ကူပေမဲ့သားငယ်လေးကတော့သားကြီးလိုထမင်းကျွေးရခက်ခဲတာမျိုးမရှိပါဘူး။သားကြီးကတော့ငငယ်ကလေးကဖြည့်ဆွတ်စာကျွေးတဲ့အခါအเจ้าကံကံညှင်းဆိုကြတာဖြစ်ပါတယ်။ ဖြည့်ဆွက်စာစားသုံးရမယ့်အရွယ်တွေကညင်းဆန်လာတာကြောင့်ထမင်းဆစားတဲ့အရွယ်မှလည်းခါခါတိတိကိုညင်းခဲ့တာပါထမင်းကိုမြင်လာတဲ့ကြောင်လန့်နေတက်ပြီးစကားပြောတတ်တဲ့အရွယ်မှပိုးကောင်နေဆိုပြီးလဲပါဇက်ကနေထုတ်ပြောလာခဲ့တာပါအစောပါကလေးငယ်ကထမင်းကိုကိုယ်တိုင်မဆိုင်ရုံတင်မဟုတ်ဘဲသူ့အနားမှာလာရောက်စားသုံးရင်လဲအကြောင်းလန့်တကြားထပြေးတတ်ပါတယ်မိသားစုကထမင်းဝိုင်းမှာတော့အနားမှာမနေဘဲရှောင်ပြေးတော့တတ်တာပေါ့ကလေးကအခုလိုထိကြောင်လန့်လန့်ဖြစ်နေတာကြောင့်မိဘတွေခမရလဲကလေးကိုအလိုလိုက်နေခဲ့ရပါတယ် သူစားတတ်တဲ့မုတ်ပဲတရေစားနဲ့ခေါဆွဲကြောက်တွေကိုသာကျွေးမွေးရပြီးကလေးရဲ့လိုအပ်တဲ့အစာအာဟာရကိုဖြည့်ဆည်းပေးနေရတာပါဒီလိုလိုလိုက်ပေးရတာကမိဘတွေရဲ့အတွက်တော့မလွယ်ကူပေမဲ့ကလေးကရိုက်နှက်ဆုံးမကျွေးမွေးတာတော့မစားတော့တာကြောင့်နောက်ပိုင်းမှာတော့မရိုက်တော့ပဲကလေးစိတ်တိုင်းကြတာကျွေးမွေးခဲ့ရတာဖြစ်ပါတယ်အဆိုပါကလေးငယ်ကအခုချိန်မှာတော့ကိုရင်လေးဝင့်နေခဲ့တာဖြစ်ပြီးကိုရင်ဝတ်ချင်ကြောင့်လည်းအမေဖြစ်သူကိုပူဇော်ခဲ့တာပါဒါကြောင့်မိဘတွေကလည်းကလေးရဲ့ဆန္ဒကိုဖြည့်ဆည်းပေးကကိုရင်ဝတ်ပေးခဲ့တာဖြစ်ပါတယ် ကိုရင်ဝတ်တဲ့အခါမှာလည်းကလေးကဆွန်ဖုံမပေးတာကြောင့်မိဘတွေကမုတ်ပဲတရေစမ်းနဲ့ခောက်ဆွဲချောက်တွေကိုသာဖုံးပေးနိုင်ဖို့သွားပို့ဖို့ပေးနေရတာပါ။ ိုရင်လေးကလည်းထမင်းကိုသာအကြောက်ကန်းညင်းပေမဲ့မုံနဲ့ခောက်ဆွဲကြောက်တွေကတော့မမတ်မမောစားသုံးလေးရှိတာဖြစ်ပါတယ်။မိဘတွေအတွန်းဒီလိုလှုပ်ဆောင်ရတာငွေကြေးခက်ခဲမှုရှိပေမဲ့ဒါဖြစ်သူကထမင်းကိုယွန်စရာတစ်ခုလိုတောင်ထင်မြင်နေတာကြောင့်မရှိရှိတဲ့ဇာတ်ရဲကနေရှာကြံရုံးကန်နေရတာဖြစ်ပါတယ်။ထမင်းစားရမှာကိုကြောက်လန့်နေတာကြောင့်အသက်၆နှစ်အရွယ်ထိထမင်းမစားဘဲမုတ်ဘဲတရေစားကိုသာမိခိုနေရတဲ့ကိုရင်လေးနဲ့ပတ်သက်ပြီးအမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီး celebrity သတင်းများအတွက် ျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။